ပရီးမီးယားလိပွဲစဉ်14မန်ယူနိုက်တက်နဲ့ဝက်ဆန် getting started a life is a dream or a nightmare scarring မင်္ဂလာပါဗျာကိုခိုင်းစတာဖုတ်ဘောရှူရနေချူတူပါရကျွန်တော်ကခက်မှာဗုဒ္ဓဉာဏ်2နာရီခွဲမှာရှင်ပြိုင်ကစားမယ်မန်ယူနိုက်တက်နဲ့ဝက်ဆန်တို့ရဲ့ပွဲချိုသုံးသက်ချက်ကိုလုံသွားမှာဖြစ်ပါတယ် key points တွေရင်ဆွဲထုတ်ကြည့်အောင်ဝက်ဆန်ဒီမန်ယူနိုက်တက်ကိုအမြဲတမ်းဒုက္ခပေးတဲ့အသင်းတော့ကျွန်တော်ကိန်းနဲ့အချက်လက်ပြောရင် bro ဝက်ဆန်ရဲ့ဒုက္ခပေးမှုယူသိလိမ့်မယ် လက်ရှိချိန်မှာ United အသင်းကရှေ့တပွဲနိုင်နာနိုင်သွားတယ်။အားရချင်တဲ့တဲ့ငါတို့အသင်းကမိုက်တယ်ဆိုတော့ United ပြိတက်တွေမရှိဘူးနော်။ဟာအဲ့တော့ United နဲ့ Liverpool ကဒီချိန် situation ချင်းအနှဲငယ်သွားဆင်နေတယ်။ Liverpool ကိုလည်းယုံကြည်လို့မရဘူး။မယုံလို့လည်းမရဘူး။ United လည်းထုံနီးတူပဲ။မယုံလို့လည်းမရဘူး။ယုံလို့လည်းမရဘူး။အပိတဲ့ပြိတက်တွေကိုအနှဲငယ်တော့ခေါင်းစားစီတာပေါ့နော် တချို့ညီကိုတွေစနောက်ပြောနေသလိုပဲ အကိုကန်ယူနိုက်တက်ကိုမရွေးဘူးဆိုတော့ယူနိုက်တက်နိုင်ပြီဆိုတဲ့အတိုင်းတကယ်ဖြစ်သွားရင်လည်းကျွန်တော်ဝမ်းသာပါတယ်အဲ့လိုလေဖြစ်စေချင်ပါတယ်ဒါပေမဲ့ဆိုင်မမဆိုင်တာနော်ထပါအဲ့ပြောချင်တာယူနိုက်တက်ဒီဒီပွဲမှာလည်းပွင့်လင်းပြောရင်တော့ reality ကြကြလက်တွေ့ကြကြစဉ်းစားရင်မနိုင်ဘူးဗျဝက်စတန်ဒီညူနိုဆန်တိုနဲ့ပိုကောင်းတဲ့ခစ်ကာလာတခုကိုဖန်တီးနေတဲ့အသင်းတစ်သင်းယူနိုက်တက်ကမရှုံးအောင်တရေကြဖို့အတွက်မျှော်လင့်ချက်နဲ့အဲ့လို ကျိုးသားရုံးကံပြီးဖြတ်တန်းတဲ့ဘွဲတွေရှိမှအများကြီးရှိတယ်အမော်ရင်ကိုယ်တိုင်ပြောမှုတယ်လीတချို့ဘွဲတွေမနိုင်တော့မှမရှုံးရင်အဆင်ပြေပါတယ်ဘာညာဆိုရဲတော်ကီမျိုးတွေဟာအတိုင်းသားထင်ရှားပေါ်လွင်နေတယ်ပေါ့နော်တိုးတော့အာရှကတော့မလိမ်ဘူးဗျဘူကီတိုင်တွေက trick တယ်ဆိုရင်တောင်မှသူတို့ပိုင်တဲ့ဘွဲမျိုးတွေဒါ trick in trick လိမ့်မယ်ဒီဘွဲကြတော့ United ကပြင်းရှတဲ့အကြောပြမှုထပ်ပေးထားတယ်အဲ့ဘိုင်းကိုလည်းကျွန်တော်အာရှသုံးသက်ချက်လုပ်ရင်ကျွန်တော်ထည့်ဆွေးနေပါမယ်အခုလောဆယ်မှတ်ထားမှာ United မပေးသင့်တဲ့အကြောပေးမှုကို United ကအကြောပေးထားတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့အဖက်ဖက်ကလက်ရှိချိန်မှာအားပေးခြင်းစရာကောင်းတဲ့ဝက်ဆန်ကိုအားပေးသင့်ရလား။ United ကိုမျက်နှာလဲခဲ့ပြစ်လုတ်သင့်ရလားဆိုတဲ့အပိုင်းတွေပဲကျွန်တော်တို့တရားစဉ်းစားရမှာ။ကျွန်တော် အသင်းရွေးချယ်တဲ့နေရာမှာလည်းဒီခါကျရင်ဆုံးဖြတ်ချက်တွေမပြတ်သားပါဘူး။တော်တော်လေးခက်ခဲပါတယ်။ဗီဒီယိုရိုက်နေစဉ်အချိန်ကာလအတွင်းမှာစိတ်ပြောင်းသွားတာတွေလည်းရှိတယ်။ဒီပွဲကိုကျွန်တော်ကျေးတွေသူတို့ရဲ့ record တွေမမြင်ခင်တော့ဝတ်ဆန်းကိုအားပေးဖို့အတွက်ရည်ရွယ်ထားတာပါဒါမဲ့လည်းအဲ့လိုနည်းနည်းလေးထူးခြားနေတယ်ဗျာစိတ်ထဲမှာခံစားချက်လေးတမျိုးရနေတယ်ပေါ့နော် United ကတပွဲနိုင်သွားပြီဆိုရင်နောက်ထပ်တပွဲနှစ်ပွဲလောက်တော့နိုင်တတ်တယ်အဲ့ပြီးရင်တော့သူတို့ပြန်ကြတော့အရှိန်လေးကတော့တက်ရင်တော့နည်းနည်းတက်လေတက်ထရှိပါတယ် Palace ကိုမမျော်လင့်ပဲ Palace ရဲ့စံချိန်ကြီးကိုသူကချိုးပလိုက်တယ်နော်နောက်ဆုံး၁၂ပွဲ Palace တီရှုံးပွဲလုံးဝမရှိဘူးအိမ်ခွေးမှာအဲ့လိုအသင်းမျိုးရိုက်တာ ဲ့တော့ဒီစိတ်တယ်လေးကနည်းနည်းလေးပါလာတယ်ပွဲပြီးတဲ့အချိန်မှာလည်းကစားသမားတွေဘာညာအောင်ပွဲခံကြရတယ်ဆိုတဲ့အခြေအနေကဒီပွဲစဉ်ပေါ်နည်းနည်းလေးတွန်းအားလေးခွန်အားလေးဖြစ်စေမလားပေါ့ကျွန်တော် United နဲ့ပတ်သက်ပြီးစိတ်ထဲမှာတိတ်မရှင်းဘူးဗျအဲ့တွဲကြောင့်ကျွန်တော်ဒီပွဲစဉ်မှာ United ရဲ့လုတ်ပြနိုင်စွမ်းလေးကိုတစ်ချက်စောင့်ကြည့်ခြင်းတယ် Okay အဲ့တော့ကျွန်တော်တို့ဂိမ်းတဲ့အချက်လက်တွေကိုဆက်လက်ဆွေးနွေးကြည့်ပါမယ်နောက်ဆုံး6ကြိမ်ထိပ်တိုက်တွေ့ဆုံမှုမှာဒီနေ့တင်းဒီတည်ရပွဲလုံးဝမရှိဘူး WhatsApp ပို့နိုင်ထားတယ် bro ရေ လေးချိန်တော့နိုင်ထားပါတယ်အဲ့တော့ဝက်ဆန်ဒီအခုနောက်ဆုံးစားရတဲ့ပွဲစဉ်နှစ်ပွဲမှာယူနိုက်တက်ကိုနှစ်ပွဲလုံးနိုင်ထားတယ်ပြီးခဲ့သောဘောလုံးရသည့်ဒုတိယအကြော်တုံးက Old Trafford မှာ2-0ပထမအကြော်တုံးက2-1ရှေ့ဘောလုံးရသည့်ဒီမှာတော့လည်းဝက်ဆန်သူ့အိမ်ကွင်းမှာ2-0ယူနိုက်တက်က Old Trafford မှာ3-0နဲ့ပြန်နိုင်တယ်ယူနိုက်တက်ကိုသူတပြန်ကိုတပြန်မင်းပါလဲငါပါလဲမေးခဲ့တဲ့အစင်လာရီနဲ့နောက်ဆုံး6ပွဲသက်မှာရလက်ကောင်းနေရရှိခဲ့တဲ့အသင်းပါ အဲ့တော့ဟတ်တူဟတ်မှာမန်ယူနိုက်တက်ဒီလုံးဝမရှင်းနိုင်ပါဘူးဘရုတရံတရုပ်ကြကြပဲစဉ်းစားကြည့်လက်ရှိအခြေအနေမှာလဲယူနိုက်တက်ကယုံကြည်ခြင်းစရာမကောင်းဘူးဝက်ဆန်ကယုံကြည်ခြင်းစရာပိုကောင်းတဲ့အသင်ဟတ်တူဟတ်မှာလဲကိန်းကနဲချက်လက်ရဝက်ဆန်အသာစီးရနေတယ်ဘာကြောင့်တလုံးတစ်ဝက်ရှုံးလဲယူနိုက်တက်အိမ်ကွင်းဖြစ်တယ်ဆိုတာမှန်တယ်ဆိုရင်မဲ့တလုံးတစ်ဝက်ရှုံးကြီးထက်ဆိုင်ကျွန်တော်ဖြစ်စီခြင်းတာပေါ့နော်တလုံးတစ်ဝက်ပျော်ရွှင်ခွင့်တို့ဘာလို့တော့ပိုပေးစီခြင်းလဲဒါမှမဟုတ်လဲ 1D ပေါ့ 1D ကတော့ ပိုတင့်တော်တဲ့အကျော်ပေးမှုပေါ့သို့သောတလုံးတဝက်ရှင်ကိုပေးရတာဒီ United ရဲ့တကူကတေချာနေတယ်ဆိုရဲပုံစံမျိုးကြီးဖြစ်နေတယ်ဗျအဲ့တော့ကျွန်တော်နောက်ထပ်တစ်ပိုင်း United ရဲ့နောက်ဆုံး current form နောက်ဆုံး6ပွဲမှာ3ပွဲနိုင်ပြီး2ပွဲတေချာရဲ့တပွဲရှုံးတယ်ရှုံးတဲ့ပွဲက Everton ကိုရှုံးတဲ့ပွဲတရေလေးရဲ့လဲကြာလိကြာတာရှိတယ် Tottenham တို့ Northern Forest တို့ကိုတေချာတယ်တပတ်က West Ham ဒီအခုနောက်ဆုံး6ပွဲမှာပြန်ပြီးတော့ကြာတော့ကြာလာတယ်ပေါ့နော် နှစ်ပွဲနိုင်တပွဲတည်းကြပြီးသုံးပွဲရှုံးသားတယ်ယူနိုဆန်တို့လည်းမာရယ်ဘာညာဆိုတော်ညာလည်းဂိုးတွေတော့ပေးထားရသည်စဉ်းစားရမယ်အချက်တစ်ချက်ပါဟုတ်ပြီအဲ့တော့ကျွန်တော်ယူနိုက်တက်အင်ကွင်နောက်ဆုံး6ပွဲသက်ရလက်ကိုတစ်ချက်ထက်ကြည့်ပါမယ်၄ပွဲနိုင်ပြီးတော့နှစ်ပွဲရှုံးသားတယ်ရှုံးတဲ့ပွဲတွေကအာစနယ်နဲ့အေဗာဒန်ကိုရှုံးသားတာပါကျန်တဲ့ပွဲတွေမှာကြည့်ရင် Brighton 4-2 Sunderland 2-0 Chelsea 2-1 Burnley 3-2စတဲ့ရလဒ်မျိုးတွေနဲ့နိုင်ခဲ့တယ် အဲ့တော့ကျွန်တော်အင်ကွင်းကစားအားတော့ United ကိုမစိုးလို့ပြောရမှာပါ Everton ကိုရှုံးတဲ့ဘွဲကလွဲရင်ပေါ့နော်ကျွန်တော်ဝက်ဆဲအဝေးကွင်းရလဒ်ကြီးကြည့်ရင်တော့တော်တော်လက်မခံချင်စရာကောင်းတဲ့ရလဒ်ကြီးပါသူတို့နိုင်ခဲ့တဲ့ဘွဲက Northern Forest ကိုပဲ3-0နဲ့အဝေးကွင်းမှာနိုင်ခဲ့တာအဲ့နောက်ဆုံးအဝေးကွင်း၄ဘွဲဆက်ကတော့ဝက်ဆဲနဲ့ဒီဒေါက်ရှောက်နိုင်ဘွဲမရရှိခဲ့ပါဘူး Everton ကို1-1တည်ကြတဲ့ဘုံမောက်ကို2-2 Arsenal ကို2-0နဲ့ရှုံးတယ် Leeds ကို2-1နဲ့ရှုံးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဝက်ဆဲအဝေးကွင်းဆွဲဆောင်ရင်ကတော့အတော်လေးအဆင်မပြေဘူးလို့ပဲပြောရမှာဖြစ်ပါတယ် ဆိုတော့ကိန်းရဲချက်လေးရာဒီနှစ်သိန်းချာမှာတသိန်းတစ်သိန်းအာတာမှုတွေရှိတယ်အားနည်းမှုတွေရှိပါတယ်ဟတ်တူဟတ်မှာကတော့ဝက်ဆန်ပြပြတသားအတာကြီးရတာပဲပေါ့နော်အဲ့တော့ကျွန်တော်နောက်ဆုံးပိုင်းအာရှရဲ့အကြောပေးမှုတွေကိုဆွေးနွေးရင်းနဲ့ကြိုက်သိန်းရွေးချယ်လိုက်ရအောင်ကျွန်တော်ရှိမှပြောသလိုမျိုးပဲမန်ယူနိုက်တက်ကတလုံးသွင်းရင်တဝက်ဆုံးရှုံးခွင့်ပေးထားပါတယ်တိုတယ်ကူကတော့ 3D ပါ 3D ရဲ့ပုံတံတားကတော့ 3D တိုင်းဖြစ်သွားဖို့များတယ်ယူနိုက်တက် 2C လားဒါမှမဟုတ်ရင်11လား 3-1ကတော့ဖြစ်ဖို့နည်းပေါ့နော်3-0 2-0 1-0အဲ့လိုမျိုးပြိုင်ဘက်အသင်းကိုဂိုးမပေးရတဲ့ပုံစံမျိုးနဲ့နိုင်သွားရင်တော့ကျွန်တော်ခုနကပြောတဲ့ result လေးတွေကတော့ဖြစ်ဖို့များပါတယ်1-0 2-0ပေါ့ပြန်ပေးရင်တကူပေးမယ်ဆိုရင်1-1 2-1လို့မျိုးအကွက်တွေကဖြစ်နိုင်ခြင်းရှိတယ်ဆိုတော့ conclusion ဆွဲရမယ်ဆိုရင် Manchester United ကသဘောကျချင်စရာမကောင်းဘူးဆိုရင်လည်း Paris ကိုနိုင်သွားတဲ့ပုံစံမျိုးဖြစ်နိုင်တယ်ဗျအဲ့ကျွန်တော်တွေကဒီပွဲစဉ်မှာ West Ham အသင်းကိုကြိုက်တယ်ဆိုပြီး United ကိုဘက်ကန်ရွေးချယ်ပြီးကမှာ ယူနိုက်တက်ကတူးစီးလောက်ဖြစ်သွားရင်လည်းတိုင်ပတ်အောင်မယ်အဲ့တော့အသင်းကြီးတွေရွေးချယ်တာကျွန်တော်တို့ကပိုကောင်းပါတယ်ဗျပိုပြီးလုံခြုံစိတ်ချရတယ်ပေါ့တကိုးသွင်းလို့တဝက်ဆုံးရှုံးခံနိုင်ရင်တော့မန်ချက်စတာယူနိုက်တက်အသင်းကိုရွေးချယ်တာပိုပြီးတင့်တော်ပါကြောင်းသုံးသက်ဆွေးနွေးတဲ့ဗီဒီယိုလေးဒီမှာနားချင်ပါတယ်ခင်ဗျာ